တော်တော်လေးလို့ပို့တတ်တတ်မွေးဖွားလာကြသူများအပိုင်းဆက်ခွန်အလုံးမဲမင်္ဂလာပါပကံအထက်ထက်မဲ့ channel ကနေကြိုဆိုလိုက်ပါရယ်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့လှုပ်ရှားလှုပ်တစ်ခုပဲရှိတာတော့မှာတော်တော်လေးပြောင်းလှုပ်လိုက်ရမှာစောင်းဝင်အိပ်ပျော်ကြတဲ့လူတွေနဲ့သူတို့ရဲ့တော်တော်လေးအကြောင်းတွေပဲဖြစ်ပါတယ်တခါတလေကျွန်တော်တို့ဟာငတုံးတွေနဲ့အလုတ်တွဲလှုပ်ရတတ်ပြီးတခါတလေမှာကျွန်တော်တို့ကိုယ်တိုင်ကပြဿနာရှာတဲ့ငတုံးတွေဖြစ်ပါတယ်ဒါမှမပူပါနဲ့ဒီနေ့ဗီဒီယိုထဲမှာတော့အားလုံးကပြဿနာကိုမွေးမွေးရှာတတ်တဲ့ငတုံးတွေကြီးပါညီပညာအဟောင်းနဲ့ညီပညာအစ်စ်တွေးရှိမှုပါဒီဝါရောင်ပစ္စည်းဟာကားဆက်မမောင်းနိုင်အောင် ဘိန်းတွေကိုတားဖို့တီထွင်ထားတဲ့ပစ္စည်းဖြစ်ပြီးအလုတ်ဖြစ်မဲ့ဖြစ်ကတော့ကိုဘာသာကိုပဲကြီးသွားပါတော့အရသာရှိတဲ့ဟင်းတပွဲဖြစ်လာဖို့စပိုမှုတွေအများကြီးစူးစမ်းရပါတယ်။ဒါပေမဲ့ဖြည့်စည်ပြဖို့ကတော့ခြေတလမ်းမှားဖို့ပဲလိုတာပါ။ပါကင်ထိုးခိုင်းထိုးပြီးတော့အလုတ်ပြီးရင်မောင်းထွက်ဖို့ကကိုတာဝင်ပါပဲ။အနောက်မှာဘာတွေဖြစ်ခဲ့အကြံခဲ့တိတ်ဆိတ်မဝင်စားပါဘူး။အိမ်မဖြစ်ခင်ပြိုနေတဲ့အုပ်တွေရဲ့ဘဝပါ။ဒီကော်မတီကိုအိမ်ဆောက်ပေးဖို့ရုံရုံကြည်ကြည်နဲ့ငားထားတဲ့သူတွေကိုပဲတနာမိပါတယ်။တယ်လီကားတွေကမှန်နေကိုပါအလေကနေဖြတ်ပေးတဲ့ဝန်ဆောင်မှုတွေရှိနေတာကိုကျွန်တော်မသိပါဘူး။ခင်ဗျားတို့လည်းမသိကြဘူးမလား။ ဒီဘဲဟာကျွမ်းကျင်မှုကိုအတုံးချပြီးရေလီမာကွက်ကျန်းတစ်ခုထုတ်ပြခဲ့ပါတယ်ရေတဲကိုကာကာကြီးပြုတ်ကြတဲ့ကွက်ပါနှင်းရှင်အင်တကားကိုမတော်တဆချုပ်ပြခဲ့မိပါတယ်ဒါမဲ့ပြန်ပြင်လို့ရတဲ့နီးလန်းနေအများကြီးပါဒီနေ့အောင်ဆိုရင်လည်းနေရာတိရောက်ပြီးတော့နှင်းနဲ့အရေးပြောမသွားမချင်းတော့အဆင်ပြေပါတယ် အလုတ်ခွင်ကိုကစားခွင်လို့သဘောထားရင်ဘောလုံးကလည်းတင့်ကိုလူသုံးဖြစ်နေတွေ့ပြီးပညာပြပါလိမ့်မယ်အလုတ်ရှိရတော့ကြောက်ခဲပုံပဲလာချခိုင်းတာပါဒါပေမဲ့ driver back ကစီတင်နာတရားတရားတွေထားထပ်တန်ပြီးတော့ဂဲရောကားရောအကုန်ပုတ်ပြီးသွားပါတယ်ဒီအမျိုးသမီးကတော့ပထမဆုံးချိန်ဖက်နဲ့စီလာထည့်ပူပုံရပါတယ်ကားနဲ့စီပန်းရဲ့ကျိုးကွာဝေးမမြတော့သူတယောက်တည်းပန်းနဲ့မနီမချင်းကားကိုပန်းပေါင်းပါတော့တယ်ခုနှစ်ကြိမ်လောက်မောင်းပြီးတဲ့နောက်မှာတော့စီပေါ့နဲ့ပန်းကတဲသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့စီထဲပေါ်ရက်ဆောင်နေတဲ့ကားတွေလည်းအိုလံပစ်ပွဲကြီးရတာထက်ကိုပိုပြီးတော့ရင်ခုန်နေပြီးတော့နောက်ဆုံးမှပဲတပြင်းချနိုင်တော့ပါတယ်။ ရိုက်ပါကတော့ကားကွေနဲ့ကားလမ်းဘေးအစတီတန်းနဲ့မလိုမကင်းဖြစ်နေဖို့ရပါတယ်။ထွီထွီတူတူသိတ်စင်းစားနေဖို့မရပါဘူး။ကားပေါ်ကနေချင်းချင်းဆဲလာပြီးတော့စတီတန်းကိုဖြတ်ပါတော့တယ်။ကဲမင်းမင်းဖြတ်ဟော့ဈေးပင်လာမနားကောင်းမယ်။မြင်းရောက်နေပြီနော်။ professional area အလုပ်ကို processor ပဲလုပ်ပါတယ်။အထားတဲ့အလုပ်ကိုစမတ်ကြကြဖြည့်ရှင်းပေးမှာပါ။ baby ကပြည့်စည်သွားမှုကိုတော့အပေါ် bonus ပေးတယ်လို့ပဲမှတ်လိုက်ပါဗျာ။မိုးဝင်တဲ့ပေါက်ကိုစွတ်ထုတ်တဲ့ဒီလိုရလက်ဖြစ်တဲ့တဲ့ဆိုတော့ကားဘေးနုံအနစ်ခံပြီးတော့တင်ငဲစာပေးသွားတဲ့ဆရာသမားပါကဲမှတ်ထားကြပါမဝင်ရင်စုံမထိုးရပါဘူး သူများတွေလွဲလာတော့တာနာပါရင်ကောင်းကင်မြေမှာကိုကိုဆွဲပေးထားတဲ့ကျိုးကမှရွေးဖြက်တဲ့ဆရာသမားပါမသေးလို့တော်သေးတော့ပေါ့ဗျာတေးလေးဒီလိုကောင်းမျိုးမတနာပါပြောတော့မိသားစုကားတွေကကီလို600ကျော်ဒီခန်းနိုင်နေဆိုတော့ပါလေလူကီလိုမဟုတ်ဘဲနဲ့ဘီးလက်မီကီလိုမလို့လူတန်းစားခွဲချတာလားကာကျင်နာများဗျာပတ်စံအကုန်ခံပြီးအကတင်နဲ့နေသွားနေကြမလို့ပါဘူးရေပိုက်လေးတစ်ချောင်းရှိအောင်နဲ့အလုတ်ဖြစ်နေတဲ့ဒီကလေးမကိုမြင်တဲ့အခါမှာမိုက်ကယ်ဂျက်ဆင်တေးရာကတော့မှပြန်ထလာပြီးတစ်ခေါက်ပြန်သေးသွားနိုင်ပါတယ်စပွဲတော်မာလီရဲ့ဝန်ဆောင်မှုကောင်းမွန်လေပါမုန်းနဲ့မျက်နှာပမ်းမသွားတာကိုပဲကြီးစုတင်ရမလို့ပါ ်အမှန်သူ့ဘာသာသူလုတ်ပြီးတော့သူ့ဘာသာအံဩနေသေးတာမသိရင်ကိုကပဲပြေးချလိုက်တယ်လို့ပဲကားသားဖို့ဖောက်ထားတဲ့လမ်းပေါ်မှာကားကြီးသွားတာဘာထူးဆန်းလို့လဲနေတော့မြန်မာနိုင်ငံမှာတော့စိုင်းကယ်တစ်စီးကိုလူ900လောက်စီးကြသေးတာပဲဟာကျွန်တော်ပြောတာမဟုတ်ဘူးနော်သူတို့ပြောတာပါကိုဘဲကလာတယ်လဲဆိုတော့ဘယ်တော့မှမမေ့နဲ့တဲ့ဒီပရိဘောကတွေကလေသူတို့ကိုသူတို့တော်တဲ့ကတသားတွေကနေဖြစ်လာတယ်ဆိုတော့မမေ့ကြပါဘူးတော်တွေကိုပြန်ပြေးကြပါပြီပြောင်းအောင်ကိုမိသွားရှုပ်မယ်ဆိုရင်လေပြောင်းအောင်ကပြန်ကိုက်နိုင်ချေရှိတာကိုမမေ့ထားတင်ပါဘူးအလန်းစားပြန်စားကားတွေဘလောက်ပေါ်ပေါ်ထော်ထော်လောက်တော့စကေးကြက်မယ်မထင်ပါဘူး အခုဆိုရင်နောက်ပြောင်းမောင်းပြသွားတဲ့ဒေါ်လာကြီးတစ်စီးကိုအန်အောပွင့်မြင်တွေ့ရမှာပါချောကလက်ရေပန်းကိုသင်မြင်ဘူးတယ်မလားဒီမှာလဲချောကလက်ရေပန်းနဲ့ energy တော့တူညီပါတယ်ချောကလက်အရင်နေရာမှာဒီဇယ်တွေဖြစ်နေရုံပါပဲတခုခုအပေါက်ဖြစ်သွားရင်ဘီလက်မြင်နဲ့ပိတ်ရမယ်ဆိုရင်ကဲအခုဘီလက်မြင်အရေးတွေပေါက်နေတော့ဘာရင်နဲ့သွားပိတ်ရမလဲပြောပြကြပါဦးတဲ့ကိုဒီကန်ဆိုးတဲ့ထင်းနေတော့ဒီလိုလူမျိုးနဲ့အလုတ်တွဲလောက်ရတဲ့လူဘဝကိုတွေးကြည့်ပါအောင်ခုပါကိုထိုင်နေတာတော့မှခိုက်မိအောင်တလဲလုတ်တဲ့လူပါဒါနဲ့နေမပြီးသေးဘူးနော်ကဲရော့နောက်တစ်ခါတည်စမ်းဟာလုပ်ငန်းထဲမှာငိုင်းမယ် အိမ်မဲဆိုရင်တော့ဒီလိုရလမျိုးကြွေတွေးထားလိုက်တာပိုကောင်းပါလေကျွန်တော်ပုံမှန်ပြခဲ့တဲ့အိမ်မဖြစ်ခင်ကပျို့နှစ်တဲ့အုပ်တွေကြောင့်မမှီပါလားဒါကတော့အတူပေါ်ဝါဆက်လန်ဒုတိယပိုင်းမှာဒီတကတော့နိုင်ရန်ဖြစ်ပြီးမှပျို့သွားတာဖြစ်ပါတယ်ခဲခဲပြီးတော့အန်ဒီရဲ့များတဲ့စောက်လို့ရဲ့အလို့သမားတွေကလည်းအားကြမကန်တောက်တော်လဲအဖွဲတွေဝင်ရောက်ဖို့ကြိုးစားနေပါတယ်။တင်ဟာအတန့်ကြိုက်သူတူဦးပါလား။ယော့ဒီမှာ surprise လက်ဆောင်လေးလက်ခံလိုက်ပါဦး။သူကတို့ရောအုတ်စီကျွမ်းကျင်သူပါဆိုပြီးကြွေးကြော်နေတော့တာပါ ဟုတ်လဲဟုတ်ပါတယ်အုပ်ပဲစီတာလေဘီလက်မြေထဲမဲလို့မှ तू မပြောမသွားတာဒီနေ့လဲတုတ်ပြီးကံမကောင်းပေါ့ဗျာဇန်နဝါဘွားကောင်းပေါင်းရင်းနဲ့လူတယောက်ကိုတက်ချိမိတော့လေအဲ့ဒီလူမှစူပါမန်ဖြစ်နေတော့ကပြစ်လို့တော့ကြားလိုက်တာပဲဟိုလူခါကျိုးတော့မဟုတ်ရင်တော့ကားကျိုးတာပဲမှအောက်ကဘီလက်မြေကိုတိတ်သေးစေချင်တဲ့ဆိုရင်တူနဲ့ထုရမယ်လို့ဇာကအသေးချာပြောသွားတာပါဘယ်နာမှဘယ်နာမှလွဲသွားတာပါလေရေးရအောင်တမင်လောက်ရင်တော့မှဒီလိုအဖြစ်လောက်ရေးရမယ်မထင်ဘူးဗျာလွဲမှလွဲတတ်ပါပြီဗျာမိမိတို့တငယ်ချင်းတစ်ယောက်မှကြာကြာရရပုံပေါက်နေပြီမဲ့အဖို့ဆိုရီးစားဖို့စောပူတာပဲခံနိုင်ကြတော့ခါ လုပ်ငန်းခွင်မှာလမ်းဆန်းစေဖို့အတွက်အစိုးတက်ဖြစ်ရမယ်လို့တတိကမှာသွားတော့ခါဒီလောက်ဆိုရင်စူပီလာတတိကစ္စတာမာကတော့သူ့ကားကိုစီလဲပေးဖို့ပဲပြောသွားတာပါကဲအခုတော့တကားလုံးလဲပေးရတော့မယ်ရေချနာတခုကဘေးရငနေခမတယောက်တည်းဂျိုးတိုးမောက်ကုန်ဖြစ်ပြီးတော့ကဘာပြတ်နေတာကိုအေးမလို့ပဲအေးစေးကောင်းမောင်းထွက်သွားတဲ့ဒီလူရဲ့ပုံစံပါဒီနေ့ကိုလေထုံခိုင်းလေထုံပါမယ်လောလောဆယ်တော့မိုးပေါ်ခြေတော်ထောင်နေတဲ့ထုံထုံကိုလာခဲ့ပေးကြပါအောင်ထိုးဆက်ကိုဒီလိုပြောင်းမောင်းတဲ့လူကိုပဲအံဟောတယ်ဗျနိုးတော့ချင်ငိုပြီးတော့တောင်းလို့ရပြီမယ်နွားတော့ဖိတ်ရှံသွားရင်တော့ပို့ပြီးတော့ရှင်းလို့မရပါဘူး လဲပြီးတော့ရှင်းရမှာပါ။တင်းဘောဟာတနေ့တနေ့ပြင်းဖို့ကောင်းနေဒီလိုတလွဲလုံလုံနဲ့လောဘကံပဲတယောက်ကသာအဲရောက်ငွေရှင်းစနစ်နဲ့မှားလိုက်ပါ။အပြင်းပြင်းမဲ့ပြင်းအလုရှင်ကိုပါဖိမောင်ရောရမယ်ကိမ့်ပါ။လင်းပေါ်မှာဆက်ချလက်ချနိုင်ကြပါ။ခီးတဲ့တို့ရဲ့တင်းတို့ရဲ့ခီးဆောင်အိတ်ကိုဂရုတစိုက်ကင်တွေပြီးတော့24နိုင်ပြည့်ကောက်ွယ်ဆောက်ရှောက်ပေးနေပါတယ်။တဲ့ငေါမပရိသတ်ကြီးနောက်လာမယ့်နေ့ရက်ဒီမှာမြေပေါ်ပြင်ရေပြင်မှာပါလေဒီယာလီဆိုင်နေတော့မှဖြစ်ပါတယ်ဒီမှာကြည့်လေလေထွန်ဆက်တွေရေထဲတော့ဆင်းထုံနေကြပါပြီ ခေတ်တငယ်တွေ short တက်လို့မရဘူးဗျဒီမှာဆိုရင်ဖန်သားပြင်ချက်တွေကိုအသုံးပြုပြီးတော့ပုံစံတစ်မျိုးပေါ်ပြမှာဖြစ်ပါတယ်ဘာပုံဖြစ်လာမလဲကျေပုံလေးလားပန်းပုံလေးလားအသေးပုံလေးပါအာကွေးပြီဗျာဒီဇာနာဆရာကတော့ဘလို့ခင်မီဒီဇိုင်းမျိုးကိုပုံဖော်ဖို့စူးစမ်းနေတယ်လည်းမသိပါဘူး။ဘာပုံမဲဖော်ဖို့ပါအောက်ကလူအနေနဲ့ဒီလိုထိတ်ခွက်ပုံကြီးလောက်ခိုင်းမှာတော့မဟုတ်ဘူးဆိုတော့ကျွန်တော်သေချာသိပါတယ်။ထရက်ကားတွေပြည့်စည်ချရင်ဒီလိုချကြတာလား။ဒါဟာအစိုးရပြဋ္ဌာန်းထားတဲ့တရားဝင်ကုန်ချနေလား။မဟုတ်ရုပ်တွေမြင်ရပါများရင်လည်းကျွန်တော်တို့စိုးရိမ်စွာဖြစ်နေပါတယ်။ လုပ်ငန်းခွင်တွေမှာစက်ကိုအစားထုတ်လာကြပြီဆိုတော့ကျွန်တော်လည်းတာတော်လဲလို့ဖို့တည်တွင်ထားတဲ့စက်တွေဆိုပြီးဗလင်းလို့ရပြီပေါ့ဒီလိုကြည့်ရတာလေလေကားတွေသုံးလို့ရတာကိုမသိဘူးထင်ပါရဲ့အခုကအလွတ်လို့ရမှာလားခမားချာချာလေးနေရောက်တနေကုန်ထိုင်ကြည့်ရမှာလားဘာလားဗျာလုပ်ငန်းခွင်မှာဝန်ထမ်းတွေခိုက်မိလေရိုကြီးပေးတယ်မလို့ဆိုတော့ခါကြီးမရတဲ့ကောင်အကုန်ချပြီလေဖေမသားကိုဒေချာတင်ပြနေတဲ့ကြည်နိုးစရာခိုက်တယ်လေပါဘာတင်နေတာလဲဆိုရင်ကိုယ်နဲ့ရကူစေးချင်ဘေးရင်ကိုမှစေးတည်စင်စင်မဲ့နေပါတဲ့ကဲဒါမှအဖေတူသားဗျာ ယူကျူမာတင်နဲ့9မိနစ်စာအိမ်တွင်းနှီးတွေကိုလက်တွေ့သုံးချရပါမလားဒီမှာတော့ကားပေါ်ရေးခဲပြီးတော့ဖယ်မရတဲ့နေနေကိုကော်ဖီပူပူလောင်းပြီးရမရစမ်းကြည့်ပါလေကဲရသွားပါပြီဘာရတာလဲဆိုတော့မန်နေဂျာလုံးကွာသွားလို့အမှန်ချလိုက်ရသွားတာပါဂျွိုင်းဆောင်မယ်ဆိုရင်လောကျော်ရဲ့အုတ်ထုတ်ကမဖြစ်မနေဆောင်ပါတော်သေးတာပေါ့ဗျာအုတ်ထုတ်ဆောင်ထားလို့ဘာမှမဖြစ်တာမျိုးလုံးတဲ့မိစားစင်တာကတော့အေးစေပါဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးခဲ့တာကမလို့ရရင်မနေနိုင်တဲ့တော်တော်လေးလို့သမားတွေအကြောင်းဖြစ်ပါတယ်။နောက်ထပ်လေဒီလိုရေးစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမှဖြစ်လို့ channel ကို like and subscribe လုပ်ခဲ့ပါဦး။